မင်္ဂလာပါရှင်နှင်းနှင်း force ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နှင်းနှင်းတကြံတွင်တော့ကော်ပြန်ကြော်လေးရဲ့လှူလို့ဖြစ်တာမလို့ကော်ပြန်ကြော်နီလေးကိုပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်ကော်ပြန်ကြော်ဖို့အတွက်တီးရဲကော်ပြန်ကြော်ဖို့အတွက်ဆိုရင်တော့ကော်ပြီးလေးပပလီထားတယ်မုံလောင်းကြီးကိုပပလီပြီးတော့ရေစေးတန်းစင်ထားပါတယ်ပြီးရင်တော့ကော်ပြီးကိုအရင်ကြော်ပါမယ်ကော်ပြီးရဲကိုအရသာအနေနဲ့စားထည့်ပါတယ်ခင်ခန့်မုံလည်းထည့်လို့ရပါတယ်နော် အခုကတော့တက်တက်လုတ်ကောပြန်ကြော်တာပါအခုလိုနေရာမှာအကြက်သားဝက်သားပဇွန်ပင်လယ်စာတွေထည့်ပြီးတော့လဲကြော်စားလို့ရပါတယ်။ကော်ဘီလေးကိုဖုံးအုပ်ပြီးတော့နူးတီတီကြော်လိုက်ပါတယ်။ကော်ဘီနူးပြီဆိုရင်တော့ဆွမ်းနာတော့ဆေးကြောတန်းစင်ထားတဲ့မုံလောက်ဥနီကိုထည့်ပါမယ်။မုံလောက်ဥနီကိုပပလေးတွေချစ်ထားတာပါ။ပုံလောင်းနီနဲ့ကော်ဘီတွေကိုနူးသွားတည်တည်ကြော်လိုက်ပါမယ်။ ။မုံလောင်းညီနဲကော်ပီကတခါလေးကျရင်ရေထွက်တတ်တယ်။ရေတွေကိုခန်းတီတီကြော်ထားပေးပါ။ခုဆိုရင်တော့ကော်ပြန်လုပ်ဖို့အတွက်ဟင်းဒီဟင်းရွက်လေးတွေအားဆင်သွင်းဖြစ်နေပါပြီ။ ခုလိုနေထားလေးဖြစ်ပြီဆိုရင်တော့ခဏအေးခံထားပါမယ်။ဥရဲထည့်ပြီးတော့ဒါမှသာအရွက်လိပ်ဖို့အတွက်အဆင်ပြေမှာဖြစ်ပါတယ်။အရန်ပူနေရင်တော့အရွက်နဲ့ထည့်လိုက်တဲ့ချိန်ပေါက်သွားနိုင်ပါတယ်။ကော်ပြန်းဖက်အခုစီတိုင်းကို အစာလေးတွေထည့်နေရဖြစ်ပါတယ်။အစာကလည်းအရန်အများကြီးမထည့်ပါနဲ့နော်ပေါက်ထွက်နိုင်တယ်။ပြီးွားရင်ကြစ်ကြစ်လေးလိပ်ပေးပါ။ခုလိုလိတ်သွားလိုက်တာကကော်ပြန့်လေးတွေအများကြီးရနေပြီဖြစ်ပါတယ်။ ပြီးရင်တော့အိုးတဲ့ကိုစီထည့်ထားမယ်စီပူလာပြီဆိုရင်ကော်ပြတ်နေထည့်ကြပါမယ်ကော်ပြတ်နေကိုဟိုဘက်လန်ဒီဘက်လန်နဲ့ရွှေညိုရောက်တန်းဒီဒီကြော်လိုက်ပါတယ်ခုလိုနေထားလေးဆိုရင်တော့ရပါပြီပြီးရင်တော့ငပြောတိကော်ပြန်လေးကြော်ပါမယ်ငပြောတိကော်ပြန်ကြော်ဖို့အတွက်ငပြောတိလေးကိုပိုင်းထားပြီးတော့တကြားလေးနဲ့နှက်ထားပါတယ်ပြီးရင်တော့အဖက်ထဲထည့်လိုက်လိုက်ပါတယ်ခုကတော့ကော်ပြန် ကော်ပြန်လေးတွေရရှိနေပြီဖြစ်ပါတယ်ကော်ပြန်ကြော်နေစားဖို့အချိန်လေးလည်းတွဲဖက်လုပ်ထားပါတယ်။ကော်ပြန်စိမ်းလေးစားခြင်းနဲ့ဆိုရင်လည်းခုလိုပုံစံလေးလိပ်ပြီးတော့စားလို့ရပါတယ်။ကော်ပြန်ကြော်လုံးလေးကိုဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။